မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေလို့ကျမနွေနွေကဥစွာနှုတ်ဆက်ပါရစေရှင်။အပတ်စဉ် CJ Platform ရဲ့ရသစာပေအစီအစဉ်တစ်ခုဖြစ်တဲ့စနေညရဲ့စာသေးတဲ့အစီအစဉ်လေးကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်အတွက်ရွေးချယ်ထားတာကတော့စာရေးဆရာပေါ်ပေါ်အတန်းစင်ရဲ့ခက်ကျဲများကြီးကြိုရလို့အမြင်ရတဲ့ဝတ္ထုတုံးလေးပဲဖြစ်ပါရစေ။ ရေကအတွက်6တဖက်နဲ့လဲလဲလိုက်ရတဲ့ငထွန်းဆိုတဲ့တော်လိုင်းရဲဘော်လေးအကြောင်းကိုအခြေခံပြီးအညာဒေသကကျောင်းမွေးဒေသခံတော်လိုင်းရဲတပ်ဖွဲ့တွေရဲ့ယုံကြည်ရာအတွက်ကိုဘလို့ခက်ခဲစွာဖြတ်တန်းနေရလဲဆိုတော့ကိုနားဆင်ရမှာပဲဖြစ်ပါတယ်။ခက်ကျွဲများဤဂျိုယာအခန့်တည်းရဲဘော်ငထွန်းသည်တဲရှိသလင်းတွင်ငုံငုံကြီးထိုင်နေသည်ခလန်းလန်းကတောင်းတန်းကြီးသည်ညူရီတဲတွင်တပိုင်းနှစ်ကညိုပြပြိုင်းမှိုင်းနေသည် တဲတန်းလျားထိတ်ရှိထနောင်းမင်မှာပွင့်ဝများသည်မြေတွင်ကျွေလျက်ရှုပ်ရှက်ခံနေ၏တဲတန်းလျား၏ဟိုဘက်တဲချောင်းဆက်ရှိတရပန်းပုံပင်မှာတရပန်းမုံတီဝဝကလေးများသည်တဲမြေပေါ်သို့တဖြုတ်ဖြုတ်ကျွေနေကြသည်တရပန်းမုံတီရနံသည်တင်ပြန့်လှတော်လဲတောင်းရင်ကောင်းများတလောင်လောင်ဖြင့်ညရသည်မှာစိတ်ပျက်စရာကောင်း၏တရပန်းမုံ၏မွေးပြန့်ရင်မှုသောရနံကိုဘယ်တော်ကောင်မှမရှောင်ရှားနိုင်ကြတရပန်းမုံတွင်တည်သော အခုလိုမိုးအလေရောက်တိုင်းတောကောင်တောငတ်တို့သည် ခုံပြံမြူးလျက်တည့်ရပန်းမုံစားကြ၏တိန်တခေါလောက်ရှိတနက်ပင်သည်နှွေးပေါတုံးကလေးကခူးလာရ၍ရွက်နှုတ်များထမထွက်ဖဲငုတ်တိငုတ်တက်ကလေးဖြစ်နေသည်ငုတ်တီငုတ်တဲ့တနက်ပင်ကလေးကိုကြည့်၍ငထုံးသည်သူ့အဖြစ်နဲ့နှိုင်းရှင်နေမိသည် အခုတော့တရရွက်ကိုငထုံးသည် မခုတော့တနက်ပင်လေးအညံ့ဝေပါစေတော့လို့သူခွင့်ပြုထားတော့သည် မောအလှန်လဲရောက်လာ၍မြစ်တွေပေါ်လာသည်မြစ်ကိုပြုတ်၍ငရုတ်သီးနှင့်ထောင်းလင် ထောင်းသည်အဆက်ချက်လင်ချက်အောင်လောင်ခွဲကနွမ်သွားအောင်ရေစိမ်ပြီးနချာရွက်တွေဂုံရံရွက်တွေဖြင့်တအိုးဓမာကြီးအချို့ချက်လင်ချက်သည်ရပန်ရင်ခါဆိုရင်မောအုံးနဲ့အပွင့်ငုံငုံကလေးများပါရတတ်သေးသည် ထိုရမျိုးဆိုရင်တော့မောဟင်းချက်နှင့်ဂရင်းတွေ့လာသည်ရန်ခါဆိုလင်ဩဇာတိများကျနထောင်းရွယ်များ ကျက်တဲ့ရွယ်များနဲ့တောတောင်ထဲမှာစုံနေနှဖာဟင်းရွယ်များကိုရာတတ်သည်သို့သောစကန်းတွင် စီဆို၍တဆက်ဆိုတစမ်းမှမရှိသည်မှာ ကြာလာရှိပြီစီတယ်မဟုတ်မယုတ်ကျက်တွန်ဟင်းကက်စရာတော်တော်ထထားလေးများကုန်နေသည်မှာကြာရှိပြီဟိုရဒီရွာမှလှည့်ပတ်ပြီးအလူခံရသည်ကလည်းကြာလာတော့မကောင်းတတ်တော့ရွာသူရွာသားများကတရာကြတော့လဲမထွန်းတော့ကအာနာသည်အဘဲကြောင့်ဆိုတော့ ။ထိုရာတွေအီရာတွေမှာလည်းရခင်အတိုင်းအကောင်းမရှိ။မိကျွန်းများ ပြားပုံများကြားတွင်တုံလုံးဟောက်ပတ်ကြီးများသည်။နေ့စဉ်နှင့်အမျှရွာသူရွာသားများကစင့်ကလေးအားပြေးလွှားပုံအောင်နေကြရသည်။ခေါင်းပြပြမှတ်အိတ်ကြရ။ကြောလုံးလုံးမနေကြရ။မထုံးလို့လို့ပျောက် जा တက်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲများလာတဲ့အမြရွာရီမှာလဲကြောကော့အောင်ခန်းစားကြရသည်သို့တော့ရွာသူရွာသားများသည်အငံ့ခံမသွားစိတ်တက်ကြမသွားအနစ်နစ်အလာလာက တဖြည်းဖြည်းချင်းတိဆောက်ခဲ့ရသောမိရှုဟန်သူတို့အိမ်များကိုကြည်ကမထွန်းတို့ကိုပုံမောအားကိုကြသည် ပိုယုံကြည်ကြသည်မထွန်းတို့ဘက်သို့ပြက်သားစွာပို၍ရက်တီကြသည်အခန်းနှင့်ချောင်းရီတွေကိုတောက်ပြီးကြီးထွားရှင်သန်နေသောမြေရိုင်တော်နှင့်ကင်တော်ကြီးသည်ရှောင်းဤဝဲရနှစ်ဖက်တွင်သိပ်သီးစွာ နေရာယူထားကြသည်ကိုင်းနံဖြူဆော့ဆော့တို့သည်မိုးသားပြာလဲလဲဖြင့်လှပလိုက်ဖက်နေ၏ တောင်ကမှုကုန်းထူထူလေးများကိုခွေဝဲ၍ချောင်းရည်သည်ငင်းငင်းသာသာစီးနေသည်မရီဆိုလင်ချောင်းသည်တဲတသက်သာဖြစ်သည်မုန်းနေဆောင်အထိဒီချောင်းသည်ရေမပြတ်စီးသည်ချောင်းတစ်ချောက်တွင်ရုံကလေးများပဒက်လေးများနှက်ကလေးများနှင့်ဂျီတို့သမင်တို့တောကျက်တို့ရှိတတ်ကြတော့လဲငထုံးတို့သည်ထိုသားကောင်များကိုဗရောင်းမှမပြစ်ခဲ့ကြငရေเจ้าရည်လည်းမဟုတ်အကားမစားရည်လည်းမဟုတ်ငထုံးတို့ကင်ဆောင်ထားသောတနက်များသည် ဒီသတော်ဝါလေးများကိုဖျက်ဆီးအနိုင်ယူရန်မဟုတ်မတမအသူများကိုတိုက်ခတ်ရန်သာဖြစ်သည်ထိုးစိတ်တစ်ခုတည်းဖြင့်ငထွန်းတို့သည်သတော်ဝါအပေါင်းကိုပြစ်ခတ်ခြင်းမှခြောင်ကွင်းကြသည်ဒီနေ့နေ့လယ်စာအတွက်ငထွန်းသည်စံတပီခွဲချက်ထမင်းသုံးဦးကိုတဲပြီးပြီးဖြစ်၏ထမင်းငတ်ပြီးနောက်ညှက်အောင်လောင်ဟင်ဟိုကြီးကိုမီးရဲရဲဖြင့်တဲထားလျက်ငထွန်းသည်ငုံငူကြီးထိုင်နေမိ၏မြင်နေကြမြင်ကွင်းများဖြစ်တော်လဲတဲဝင်းကျင်ရှိမြင်ကွင်းများကိုငထွန်းသည်ငေးနေသည် လက်ထဲမှာဖက်ကျန်းဆေးလိုက်သည်အစီကံကိုပင် လောင်မြိုင်နေပြီတို့တော့လှမပြည့်ရသည်ရာသသည်မြွာရှိုင်လိုက်မြွေနှကန်းကိုပင်မီးပူသွားသည်၏ညအောင်လောင်ဦးသည်တရေကြကနောက်တရေစုပွက်နေပြီငထွန်းသည်ထလိုက်သည်တွတ်တွတ်တော့သွားမရအာပြုတ်စရာတစ်ခုကိုညာလက်ဖြင့်မြင်းမြန်စွာဆုပ်ကင်လိုက်သည်ဘဲလက်ဖြင့်စားတဆုပ်ကိုနှိုက်လိုက်သည်မိုးပြင်းတဲဖြင့်တဲထားသောညအောင်လောင်ဟင်ဟိုကြီးတဲ့သို့စားဖို့ပြစ်ထဲလိုက်သည် စားခဲ့စားဝင်လေးများသည်ပုတ်ပွက်စုနေသောဟင်းအိုတဲသို့ပျော်ဝင်ခုန်ဆင်းသွား၏ဆဲလေတောက်ချင်မိတော့လဲမထုံးတွင်ဆဲလေမရှိတော့ပါဇက်သည်ချင်းတင်တင်ဖြစ်လာသည်တဲတဲ့တွင်ဆဲလေတို့လိုက်ရှာ၏တဲနေရန်တွင်ပစိုးများဘောင်းမီများသည်တိုးလို့တန်လန်းသည်ရှုံများပေလေရဲ့ဖနက်များသည်ဟိုမာတယံဒီမာတယံဖြင့်တဲအနှံ့တွင်ဦးဆောင်ပြောင်းမြန်ပြန့်နေသည်ဟောတွေ့ပါပြီ တဲကောင်းရင်ထရန်ကြားတွင်ဆိတ်လိတိုးကလေးတို့ငထွန်းသည်ရွှေရသည့်အတိုင်းပင်ပျော်သွားသည်မိဖို့တော်သွားကမင်းကြီးသည်ပေါင်းမိတစ်ဖက်သည်ဘက်လက်ဘက်လက်ဖြင့်ငထွန်းလမ်းလျှောက်တိုင်းလှုပ်ရမ်းနေ၏တဲကောင်းရင်ထနောင်းမအောက်တွင်ငထွန်းသည်ထိုင်လိုက်သည်ဆိတ်လိကို အားရပါရရှိုက်ပြလိုက်သည် အခုမှပင် နေသာထိုင်သာရှိတော်သည်ပြီးတော့ခုနကခူလာသောဂုံရွက်နှရှာရွက်နှင့်ပြည်ပန်းညိုရွက်စုပုံရွက်လေးတို့ကို အမြင်တင်လိုက်သည်ပြီးလျင်ညှဟင်းအိုးထဲသို့ထဲရမည်ငထုံးသည်ရဲဘော20ကျော်စားရင်ဟင်တအိုးရပြီမိုးသည်ရွာလာပြန်သည်မိုးပေါင်းတန်သည်သဲနေရန်ဝကတ်ကိုချီမှန်ကတတော်တော်မြင်နေသည်ကြောက်စရီကုန်းပေါ်ရှိမိုးဆက်တို့သည် စုပေါင်းလျက်ချောင်းကလေးထဲသို့ စီးနေ၏ရဲဘော်ငထုံးသည် နေစဉ်ပင်တဲတွင်တယောက်တည်းဖြစ်သည်ကျန်ရဲဘော်များအလုံးမရှင်ထွက်နေကြသည် ငထွန်းသည်ညှင်းဟင်းညို့ချက်ပြီးတော့ဘာဆက်၍လောက်ရမည်မသိတော့မိဖို့ကြောင့်တွင်ဘာဆိုဘာမှမရှိတောင်းတအီစဉ်းစားကထိုင်ရမှထားလိုက်သည်သူတို့စခန်းနှင့်သုံးဧကအကျော်လောက်တွင်ဈေးပြူဝင်ရှိသည်ငထွန်းသည်ဈေးပြူဝင်ရှိရာကိုအရောက်သွားသည်ပစိုးခပုံစားဖြင့်အပြစ်ခူးလာ၏ပြီးတော့ဘောင်းအောင်ရရသေးမှငရုတ်သီးစိမ်းများကိုခူးလိုက်သည်ဈေးပြူသည်နှင့်ငရုတ်သီးစိမ်းထောင်းရမည်စီတော့ပါမည်မဟုတ်ဟင်းကျုံမုံလည်းပါမည်မဟုတ် စားပါတာပင်တော်လာပြီဟုမထုံတွေး၏စကန်းပြန်ရောက်တော့မိုးဆူနေသောအဝတ်ကုံမလဲနိုင်သည်သူတို့ကိုယ်တိုင်လှုပ်ထားသောကြောင်ငယုတ်ဆောင်ဖြင့်ဇီးပြူသည်နှင့်ငယုတ်သည်စိမ်းများကိုထောင်း၏ဒီနေ့အတွက်တော့ညှက်အောင်လောင်ဟင်းကြုံနှင့်ဇီးပြူသည်ငယုတ်ဒီတောင်ဖြစ်၏နောက်တရရောက်ရင်းနောက်တစ်မျိုးချက်ရမည်ဖြစ်၏အခုတော့မိဖို့ကြောင့်တာဝန်သည်ငထွန်း၏တာဝန်သာဖြစ်တော်သည်နှွေရီတုံးကကောက်ခါတင်ထားခဲ့သော လက်ပံဝင်ကြောင်များသည် လေးကပဲချက်စားလိုက်ရသည် စစ်ခွေးတွင်စခန်းကိုဘုံလာကျဲ၍မိရဲသူအားလုံးပါသွားခဲ့သည်ချမကွန်ကြောင့်များဖယန်းသိကြောင့်များဆံများအားလုံးထားခဲ့ရသည် လူတွေဘာမှမဖြစ်တာပဲတော်ရသေးသည်လက်နက်များမှာတော့ချူတင်စီမံထားခြင်းကြောင့်များများဆော့ဆာပါမသွားအခန်းသုံးမစ်ရှင်သွားကြတော့ရဲပေါ်များပြန်လာကြသည် တိတ်နေသောစခန်းသည်စူညံသွားသည်အောင်မိုင်းနေသော မိုးသားများသည်တအီးအီးပြိုဆင်းလျက်ပုံမိုးကသဲလာ၏ ရေစင်းတဲ့အတူချောင်းထဲမှရေသွားချိုးသူချိုး၏မလုံးသောတဲခေါင်ကြားမှမိုးရီတို့သည်တဆက်ဆက်တပေါက်ပေါက်ကြနေ၏နေရရွှေ့ထိုင်ကြရင်ထမင်းစားသူက စားနေသည်မိုးရီဖြင့်ဆဲလိစားနေသူများသည်ဆဲလိတို့ကိုလိုက်ရှာနေကြသည်မရှင်အကြောင်းကိုပြန်လည်ကပြောနေသူများကတတ်တတ်တဏများရံများခဲများမိုင်းများရေမစိုးစေရန်စီမံသိမ့်စီးသူများက သိမ့်စီးနေကြသည် အတန်တို့သည်မိုးတံများဖြင့်ရောလျက်စုံညံနေ၏ထိုအသီးသီးသောစကားဝိုင်းများသို့ငထွန်းသည်မဝင်ရောက်နိုင်ပေမုံမဆိုတဲ့သော အရာများကိုမုံမဆိုအောင်လုပ်နေရသည် ထမိုးအိုးများကိုဈေးနေရသည်ညှင်းဟင်းအိုးကိုဈေးနေရသည်ပြီးတော့ညစာအတွက်ပါချက်ရပါဟု တွေးတော့ကကောင်းခဲနေသည်ဆန်ကလည်းသုံးခွက်လောက်သာရှိတော့၏ကျွဲပေါက်သေးလို့နွားပေါက်သေးလို့တန်လာသောဒီကောင်တွင်ဆန်သုံးခွက်သည်စစ်မစက်နှမ်းပတ်သလိုအရာထင်မီမဟုတ် မိုးစိုးစိုးကြားမှရော်ရဲသွားပြီးအလူခရန်အောင်ထိန်တို့ကိုလွှတ်ရအောင်ညီအလဟုတ်ခေါ်တော့သူတို့လိုကယ်ပီဒီအမ်များဖို့ရံမုံငွေသည်ရှားပါလာသည်ငထွန်းတို့ကလည်းနိပညာပိုင်းဆိုင်ရာဆိုရှယ်ပလက်ဖောင်းများကိုမကျွမ်းကျင်မကျွမ်းကျင်တော့ဒီအရာများကိုအသုံးပြုပြီးရံမုံငွေမရှာတဲ့မရှာတတ်တော့ရံမုံငွေမရတခါတည်းရံမုံငွေရလာတော့လဲထောက်ပံ့သူတချို့ကဂုံပြူမတန်လိုချင်မြန်ငထွန်းတို့ကမပေးနိုင်ဒီမှာတိုင်တွေပတ်ကုန်သည် အပေမှာလင်ပေးနိုင်မည်နီမထွန်းတော်အားလုံးသည်ယုံကြည်ချက်ခံယူချက်များကြောင့်သာတော်လန်ရေးလုပ်နေကြခြင်းဖြစ်သည်နေပညာအတက်ပညာအတန်းပညာတွေမှာတော့မထွန်းတို့သည်ထွန်းတော်ပပမတက်မြောက်ခဲ့ကြဒီတော့ online ကိုအသုံးချ၍ရန်မုံငွေရှာရန်မထွန်းတို့တကွက်နောက်ကြသည်ငွေကြေးအခက်ခဲအမြင်တွေ့နေရတော့သည်ဒီကြတဲ့ internet line ကမရတော့ပို့ဆိုးတော့သည်ဒီတော့မထွန်းတို့လုံနေတော့လဲပြည်သူအများစုက မသိကြဒလန်ရှင်လေး မရှင်ဖော်ဆောင်ရေးထိတိုက်တွဲဆောင်ပြစ်ခတ်ရေးအထိငထုံးတို့လောက်ကြတော့လဲလက်နက်ခဲယံဝယ်ယူစရာငွေကြေးသည်ရှားပါလာသည် အစကတော့ငထုံးတို့အားလုံးကိုရလေးတွေကိုရောင်းကိုလယ်လေးတွေကိုရောင်းကတော်လိုင်းရဲ့အတွက်ငွေစိုက်ခဲကြတော့လဲတော်လိုင်းရဲ့ခီးသည်ရှည်လာသည်နဲ့အမျှငထုံးတို့လည်းအိမ်မဆိုင်နိုင်ကြတော့ရွာမှာကျင်းရဲသူမိသားစုတွေမှလည်းတစ်နှစ်ထက်တစ်နှစ်စားဝတ်နေရေးကပုံမခတ်လာသည်ဒီလိုနည်းဖြင့်ငထုံးတို့စခန်းသည်ငမွေးစည်ရင်ဝင်နေတော့သည် ညနေအတွင်းရှိ social platform အားကောင်းသောအဖွဲ့တွေထံတင်ပြကအကူအညီတောင်းခံတော့လဲသူတို့မှာပင်လူဝင်တွေတပုံတပင်နဲ့မို့ဘာအကူအညီမှထိထိမိမိမရဒီတော့မထွန်းတို့ဖြစ်အောင်လှုပ်ကြရသည်ရခင်ကရာရောင်းကဝယ်ထားကြရသောတရောင်တို့များ တူမီများ AK များကိုရိုးရိုးတည်တည်ကင်ကြရသည်ဆလင်မိုင်းများပရိသာမိုင်းများ60မမများ120မမများကို ရွှေတာကတုံးကြရသည်မလိုအပ်လင်းဆိုင်ကယ်ပင်မစီးကြစီမတက်နိုင်၍ဖြစ်သည် ။တကယ်တော့လက်နဲ့ခဲရန်ဆိုတဲ့ကိုရွှေတာနေရသည်ဆိုကြတဲ့ကသိမဟုတ်ချင်။ရွှေတာနေရတော့လိုချင်သောမစ်ရှင်တွေမှာထိရောက်မှုမရှိတာနဲ့မကြာခဏကြုံရသည်။စားဖို့တောက်ဖို့အတွက်တော့ငထွန်းတို့ရွာစင်လက်ကအလှူခံရသည်။ရလာသည်များသောစားတောက်ကုံကလေးများကိုမှခြွေတာစွာ စီစစ်စွာ ချိုးချံစွာဖြင့် စားတောက်ရ၏တောင်တော်ဤတွေ့တော်ရင်တအီးပြိုကြကရွာသွန်းနေသော မိုးသားများကိုမထွန်းကြည့်နေသည် မိုးဆက်များကြားတွင်အရိတ်တို့သည်ပြန်ပေါ်လာသည်အတိတ်တို့သည်အသစ်ဖြစ်လာသည်မနစ်ကဒီလိုမိုးတရက်တို့ငထုံးဤစိတ်သည်ပြန်လည်ရောက်ရှိသွားပြန်သည်အခန်းလေးအဲ့ဒီမိုးတရက်ကငထုံးသည်အလူခံထွက်ခဲ့သည် စကမ်းမအဖော်တယောက်ကို ခေါ်ရသည်ဆိုင်ကယ်တော့မယူခဲ့ကြမိုင်းဝက်မြဝေသောရွာကလေးတို့လမ်းလျှောက်သွားကြသည် မိုးသည်တဆုတ်ဆုတ်ဖြင့် ြင်းစရာကောင်းအောင်ရွာနေ၏ဆဲလီတို့တယောက်တူဖွာလေးရဲ့စကားတပြောပြောဖြင့်ငထွန်းတို့နှစ်ယောက်ပစိုးကိုဝင်ပိုင်းခြုံသွားကြ၏ရွာနာတို့ရောက်ခဲ့သည်ကြီးကန်းတောင်းပေါက်မျက်လုံးများဖြင့်ရွာ၏အခြေအနေကိုအကဲခရသည် မိုးရေစက်များအောက်တွင်ရွာသည်ငြိမ်သက်နေသည်ထမင်းချက်ရမှထွာလာသော မိကိုအိုအိုများနွားတော်တန်များဝက်မြည်တန်များကြက်တော်တန်များကိုဟိုအိမ်ဒီအိမ်မှာညင်နေရကြားနေရသည် ငထုံးတို့နှစ်ယောက်သည်ရွာအစွန်ရှိအိမ်တိမ်ကိုဝင်ရောက်ကာတရင်ပလင်းစုံစမ်းကြသည်အေးဆေးသည်စစ်ခွေးတွေမလာဟုသိရမှရွာထဲသို့ငထုံးတို့ဝင်ခဲ့သည် ပြာပုံများမိမလောက်မဲမဲသေးပြီးကျွန်းကြံရွတ်သောသူပြားများနှင့်မိလောက်အိမ်ငုတ်တို့များကိုခိုမာဒီမာတွေ့နေရသည်မိုးရီအောက်တွင်မိလောက်ငုတ်တို့များသည်ခြောက်ခြားစရာကောင်းလာသည်ရွာထဲတွင်ရှိရှိသမျှအိမ်ကြီးရခိုင်များပြားဖြစ်သွားကြသည်မိုးတဆွဆွကြမှာ ဆပင်းစုပ်ဖွားများနဲ့ရောက်လာကြသောငထွန်းတို့နှစ်ယောက်ကိုရွာထဲမှလူအများစုကခင်ခင်မင်မင်စီးကြိုဧည့်ခံကြသည်ရွာထဲမှလူများသည်ထလက်တဲလေးများထိုးကနေထိုင်ကြသည်အိမ်လဲပြန်မဆောက်ကြစောင့်နိုင်စရာငွေကြေးလည်းမရှိကြတကယ်တော့ဒီရွာသည်ငထွန်းတို့ရွာမဟုတ်တော်လိုင်းရေးလုပ်ရန်ဒီနေမျိုးကို ရောက်ရှိလာပြီးဒီနေမျိုးမှရွာများဖြင့်ငထွန်းတို့ခင်မင်နှိဆက်သွားခြင်းဖြစ်၏ အယောင်သူသောငှက်များတအုပ်စုတဲ့နားကြလေသည်ဆိုတဲ့ကဲသို့အယောင်မသူသောရွာကန်အုပ်စုများကတော့ငထွန်းတို့ကိုတိတ်မကြည့်သားကြငထွန်းတို့ရွာထဲဝင်လာသည်နှင့်ပြူပြူပြဲပြဲတစ်မျိုးမသိမသာတစ်မျိုးဖြင့်စကားတင်းဆိုကြနောက်ယောင်ခံကြသည်မိရှုခံရသည့်အထက်သူတို့၏အင်ကြီးရခိုင်များလည်းပါသွားကြသည်ဘသူကမိရှုခဲ့သည်ဆိုတာကိုလည်းသူတို့သိသည်ထို့သောသူတို့သည်စစ်ခွေးတွေအပေါ်တွင်သစ္စာခံနေမည်ဖြစ်သည် ငထွန်းသွင်းနှင့်အယောင်သူသောရွာသူရွာသားများသည်ရရောကြပါသည်။ဆန်စီစာငရုတ်ကျက်တော်နှင့်လက်ဖက်ပဲချမ်းများပင်ထောက်ပံ့ကြပါသည်။စေးလိပ်များကော်ဖီမြင်းများအသိအဖွဲလေးကစားပြီးပေးကမ်းကြသည်။ဖို့တူတော်မျက်စီလဲလေးစုံစံရလေဆိုတဲ့ကဲတော့ငထွန်းတို့သည်မျက်စီလဲစရာမလိုပဲရိတ်ခါများဖူဖူလုံးလုံးရရှိကြသည်ထလက်တဲကလေးတစ်လုံးရှိမိသားစုတစုသည်ငထွန်းတို့ကိုထမင်းအသင်းဖိတ်ကြွေးသည် ရရှိသောရိတ်ခါများ နောက်ရက်မှထော်လာကြည့်ဖြင့်လာပို့မည်ဟုဆိုကြသည်။ထမင်းစားတော့ပြီးတော့ငထွန်းတို့ပြန်ခဲ့ကြသည်။ညအတွက်တောက်ရန်ဆေးလိမ်နှစင်းနဲ့ကော်ဖီမစ်ထုံများယူခဲ့သည်။ပြီးတော့ဆန်လေးပြီကန်ယူခဲ့သည်။ဇန်နဝါရီကို နောက်ရက်မှရွာက လာပို့လိမ့်မည်။မိုးရွာနေ၍အမောင်အကြမြန်သည်။၆နာရီပင် ရှိနေသေးတော့လဲရွာဝင်းကျင်သည်မှောက်ရိပ်သန်းကမဲနေသည်။မိုးသည်ပို၍တဲလာသည်။ မိုးမစွအောင်ထုတ်ပိုးခဲ့သောဆန်နှင့်ဆေးလိပ်ထုတ်ကိုပွေကမထွန်းတော့ကောက်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 ဖြင့်ပြန်ခဲ့သည်အန်နီယီအနံ့ကိုရနိုင်၍မထွန်းတော့တော်တော်ရှောက်ခဲ့သည်စကန်းကကောင်နေတဲ့ဖုံးလန်းဆက်ကအကြိုလာရန်ပြောဖို့ဖုံးဆက်တော့လိုင်းပြီးဘလုံးမှမမီမောင်ရဲဖြင့်ရှင်လျက်အရေးတို့သည် မထွန်းတော့၏ဝဲရနှစ်ဖက်တွင်ကပ်လိုက်ကြသည် မထုံးလို့နှစ်ယောက်စလုံးသတိထားကြသည်တယောက်ကိုတယောက်ညံ့ရိုက်ကြသည်ဘဲရွာသူရွာသားမှမသိအောင်ဖွဲ့ယူခဲ့သောပစ္စတိုတယောက်တစ်လက်ကိုခါးကြမ်းထောက်လိုက်ကြသည်မျက်စိကိုရှင်းရှင်းထားလျက်တော်လန်အတိုင်းမထုံးလို့ခပ်ပပွက်ရှောက်ကြသည်မိုးပေါက်ကြသည်လျှက်ပြက်သည်မိုးထစ်ချုံသံမှတစ်ပါးမြည်သည့်အတံမှမကြားရခင်းနှန်းတစ်ခု၏အကြော်ရောက်တော့တနတ်တန်တစ်ချက်သည်မထုံး၏နရွက်ဘေးမှရှက်ပြီးဖောက်ထွက်သွားသည် ငထုံးတို့နှစ်ယောက်ကဝေယုံမင်းတို့ကိုအမြန်ပွဲလိုက်ပြီးတသိနှင့်ကြောက်စိတ်တို့သည်ရင်ထဲတွင်ရောထွေသွားသည်ကြောက်စိတ်ပိုကလေးငထုံးတို့သိလိုက်ပြီးဉာဏ်ဖြင့်ရှင်သောလက်တွေ့ကြကြနေကိုတွေ့ကရင်ဆိုင်ရင်တော့ငထုံးတို့နိုင်နိုင်သည်ထို့ကြောင့်နှစ်ယောက်သာစိတ်အေးထားရန်ရရိတ်ပြရသည်တယောက်လက်ကိုတယောက်ဆုပ်ကင်ပြီးအတန်နှိမ်ပြီးဖြင့်စိတ်အေးထားရန်ပြောဆိုသည်တယောက်နှင့်တယောက်ကြောချင်းကတ်ထား၏အသက်ရှူရန်ကိုအတက်နိုင်ဆုံးရွှေတာရသည် အချက်ကောင်းကိုရရန်စောင့်ဆိုင်ကြရသည်ရမ်းပြနေတော့တနက်တန်းသည်ဆက်တိုက်ထွက်ပေါ်လာသည်ငထွန်းတို့ပြန်မကြည့်စိတ်ကိုအေးအေးထားသည်မျက်စိကိုရှင်းရှင်းကြည့်သည်ငထွန်းတို့ကိုသူတို့ပျောက်သွားသည်ဒီနားမှာပဲရှိလိမ့်မယ်ခအုပ်ကိုအတန်တန်းထွက်လာသည်ဒီကောင်နဲ့တနက်မပါဘူးခက်ကြက်ကြက်ဖြင်းဖြင်းချက်တစ်ခုငထွန်းတို့ကြားရသည်အရင်မဲမဲနှစ်ခု၄ခု၅ခု၇ခု မထုံးလို့ရှိတော့စူယုံရောက်လာ၏အင်းအားမများပြုခွေးတွေဆိုတော့လဲရှော့တွေ့ရများသူတို့ဒီလဲစစ်တန်းန်းစင်ညာဖြစ်သည်တနတ်ကိုတာမန်လူထက်ပြစ်တက်ခတ်တက်သည်အမောင်နဲ့အသားကျနေသောမျက်လုံးဖြင့်အတောင်းငါမထုံးတို့ကြည်နေမိသည်မော်ဆိုးကသားကောင်ဖြစ်မိလားသားကောင်ကမော်ဆိုးဖြစ်မိလားဘာမှမဝေခွဲနိုင် ရွာထဲမှာပြူစောသေးကောင်များဖြစ်သည်တရွေရွေဖြင့်ပြူစောသေးခုနကောင်သည်မထုံးတို့ရှေ့တဲ့တဲ့သို့ရောက်လာသည် ငါသဘရက်တွေဘေးရောက်သွားတာလဲမေးရေးပြီငါသားတွေပြောတော့ပြူစောထီကိုအမြင့်ဖြုတ်မယ်ဆို အခုတော့ပြေးပြီမတင်မနဲ့အတန်ထွာလာသည်လောင်ရဲတန်တွေ ထွာလာသည်တိတ်ရှာချာဒီကောင်တွေမှာဘာတန်းမှမပါတာကျွာတွေတုန်းကငါသိချာမြင်နေပြင်းရင်လေပြေးတန်လောတန်ကိုကြားရမှာပဲတွေ့တွေ့ဆဆပြောနေတော့နောက်အတန်တစ်ခုကိုဆက်ကြားရသည်တရွေ့ရွေ့တရွေ့ရွေ့မထုံးထုံးနဲ့15ခိုက်အကွာလောက်ထိပြူခွေများရောက်လာ၏ မထွန်းသည်အောင်ကျော်စိရင်လက်ကိုဆွဲဆုပ်ညှက်လိုက်ပြီးပြစ်ဟုပြောလိုက်ခြင်းဖြစ်၏မထွန်းတို့ပြန်လို့ပြစ်သည် ပြူများအငိုင်းမိသည်လဲပြူကြသည်ပြီးတော့ရန်တန်းကပြန်ပြစ်သည်အမောင်နှဲတွင် အပြန်အလှန်ပြစ်ဒဏ်များသည်ဘာမှမကြလိုက် ပြူငါးကောင်သေးသည်နှစ်ကောင် ထွက်ပြေးသည်မထွန်း၏ပေါင်တွင်ကြည်နှက်ချက်ထိမှန်သည် သွေးတို့သည်ညင်မကောင်းလောက်အောင်ယိုစီးသည် အောင်ကျော်ဆင့်သည်ကန်ဆိုးသည်ဖြစ်တော်ကြည်သည်အောင်ကျော်စင့်ရင်ဘတ်တဲ့တဲ့ကိုထိမှန်သည်အယုတ်ကိုကျိုးဖြတ်ချလိုက်တဲ့ကဲ့သို့အောင်ကျော်စင့်သည်လက်ထဲသို့မြောက်တက်ကဘုံကနေပြုတ်ကြကအသက်ပါပါသွား၏ပြုတ်ခွဲသို့သွေးများနှင့်ရောနာလျက်အောင်ကျော်စင့်ပေဆုံးသွားသည် ငထုံးတို့အသေးယူခဲ့သော စိမ့်လေးလေးများဆန်လေးများသည်တွေးအိုင်နှင့်မိုးရီစီတောင်းထဲတွင်ပြန့်ကျဲနေကုန်၏မိုးသည်ဖိုး၍သဲလာသည်တနတ်တန်များသောစကမ်းမကောင်းများအပြေးရောက်လာကြသည်ငထွာအချိန်မီတော်ရရှိဆရာဝန်ထံအမြန်ထံပို့ကြသည်အောင်ကျော်စိမ့်၏ရုပ်အလောင်းကိုသိမ်ယူကြသည်အခန်းက အခုငထွန်းသည်စကန်းတွင်ထမင်းချက်သောအလုပ်တစ်ခုကိုသာနေ့စဉ်လုပ်ပါသည်ငထွန်းမရှင်မထွက်နိုင်ငထွန်း၏ညာဘက်ခြောက်သည်ဖြတ်တောက်ပြစ်လိုက်ရသည်ထို့သောငထွန်းသည်စိတ်တက်မကြခက်ကျွဲမှန်လျင်ဂျိုးရရှိစမြဲဟုအောင်မေကတော်လန်ရင်တွင်တရောက်တနေရာကအမြဲအားဖြစ်၏ကျောင်းတော့ကိုအပြုလျက်ငထွန်းထလိုက်သည် မနှက်ပြန်နနက်စာအတွက် ကလပ်ဘဲတစ်ခွက်ကို ရေထစိမ့်လိုက်သည်စကန်းသည်မိုးတန်အောက်တွင်ငြိမ်သက်နေကုန်သည်ပူပူတန့်စင်အခုနားဆင်ကြရတာကတော့ CJ Platform ရဲ့စနေညရဲ့စာသေးတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီအစီအစဉ်ကို အပတ်စဉ်စနေနေ့ည9:00နာရီမှာ CJ Platform ရဲ့ Facebook, YouTube နဲ့ Telegram မှာတင်ဆက်ပေးနေရမှာစောင့်မျှော်နားဆင်နိုင်ပါရှင်။ နားဆင်ပေးခဲ့ကြတဲ့မိမပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာနဲ့စစ်ဘေးတဘောဝဘေးတို့ကနေအမြဲဆုံးလွတ်ကင်းပါစေလို့ကျွန်မအနေနဲ့ကဆုတောင်းပေးလိုက်ပါတယ်ရှင်။